ားလုံးပဲမိပါပါ Forever Ghana Facebook နဲ့ DRU YouTube Channel တို့ကလည်းကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာကစားသွားတယ်ဒါအာဆင်နဲ့အတလက်တီကိုမက်ဒရစ်တို့ရဲ့ဒါပွဲစဉ်ပေါ့လေဒီပွဲစဉ်အတွင်းမှာဒါကျွန်တော်အာဆင်နဲ့အသင်းနဲ့ပတ်သက်ပြီးတော့ဒါထူးခြားချက်ကလေးတွေအနေနဲ့ရှိတယ် ဒီထူးခြားချက်ကလေးတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တီထားရတဲ့လောက်လေးတွေဒါကြောင့်ညီကိုတွေကိုနည်းနည်းလောက်ဒါ sharing လုပ်ပေးခြင်းနဲ့အဒီပွဲစဉ်မှာတော့ကျွန်တော်ထူးခြားချက်တွေဆိုတာကတော့ဒါပြောရမယ်ဆိုအများကြီးရှိခဲ့တယ်ဒါပြောရဆိုလို့ရှိရင်ကစားပုံတွေကအစပြူရပြီဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ဟိုကစားသမားတွေအစုံပေါ့လေဒါထူးခြားချက်ဒါအနည်းငယ်ရှိခဲ့တယ် ဒါဒီဒူးကြချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်သိထားသလောက်လေးတွေကဘာတွေလဲဆိုတော့အရင်ဆုံးအနေနဲ့ဒါ MKR data ပေါ့လေ MKR data အနေနဲ့ပထမပိုင်းမှာဒါသူ့ရဲ့ပုံစံအတိုင်းပဲဒါတစ်ဖက်အသင်းရဲ့ဟိုဘယ်လိုပြောမလဲကစားပုံနဲ့ဒီပွဲကိုလေ့လာခဲ့တယ်ပေါ့ဒါလေ့လာခဲ့တယ်ဒါဟိုတဖက်အသင်းကလည်းဒါအာဆင်နယ်အသင်းရဲ့ပုံစံတိုင်းပဲဒါအာဆင်နယ်အသင်းကိုအကောင်းဆုံးလေ့လာခဲ့ပြီးတော့ဒါပထမပိုင်းမှာဇီးဇီးဆိုတဲ့ရလက်နဲ့ပြီးဆုံးသွားတယ်ပထမပိုင်းမှာ သူလဲမตาတယ်လို့ကိုလဲတိတ်ပြီးတော့ဟိုအตาစီးရခဲ့တာမျိုးတွေမရှိဘူး။ဒါဒုတိယပိုင်းမှာဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒါကိုစလုံးရဖို့အတွက်ကိုစုစုပေါင်းဒါမိနစ်73မိနစ်နဲ့14မိနစ်ကြာလောက်ပဲလိုအပ်တဲ့အထိကိုအာဆင်နယ်ကထပ်မြက်ခဲ့တယ်။ ဒါကဘာကြောင့်လဲဆိုတဲ့အနေထားတစ်ခုမှာဒါပထမအဦးဆုံးဂိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကိုဒါထူးခြားချက်ပေါ့လေဒါပထမအဦးဆုံးဂိုးနဲ့ပတ်သက်ပြီးတော့ထူးခြားချက်ကဘာလဲဆိုတော့ Gabriel Magahe ပဲအေးဘောဒါဆိုပြောမှာပေါ့မင်းကပြောမှာပေါ့ Gabriel Magahe ကဂိုးသွင်းသွားတာကို Gabriel Magahe ကထူးခြားပါလေလို့မင်းပြောမှာပေါ့ဆိုပြီးတော့ဒါပြောကောင်းပြောနေလိမ့်မယ်ဒါပေမဲ့ကန်နေတဲ့အချိန်ပေါ့လေဒါအိုက်ပွဲစဉ်ကို live ကြည့်နေတဲ့အချိန်မှာကျွန်တော်တို့ထူးခြားချက်ကလေးတွေဒါအသေးစိတ်ကျွန်တော်တို့တွေက live ကြည့်ခဲ့တယ်ကြည့်ခဲ့တဲ့အချိန်မှာကျွန်တော်အနေနဲ့ထူးခြားတာတစ်ခုကိုတွေ့ခဲ့တယ်ဒါကဘာလဲဆို တော့ဒါအတလတီကိုမက်ထရစ်ကစားသမားတွေကဒါအာဆင်နယ်အသင်းကဆက်ပီတွေအရန်ကောင်းတဲ့အသင်းတစ်သင်းဆိုတာကိုသူတို့အနေနဲ့မေ့နေပုံရတယ်အဲဘာလို့လဲဆိုလို့ရှိရင်အာဆင်နယ်အသင်းဆက်ပီကံမဲ့အချိန်မှာ ဒါဟို free kick ကံမဲ့အချိန်မှာပေါ့လေဒါကျွန်တော်တို့ Arsenal အသင်းကိုအမြဲတမ်းကဲကဲတင်နေတဲ့ကစားသမားတွေတဲကတယောက်ဖြစ်တဲ့ Gabriel Magalhaes ကိုဒါသူတို့အနေနဲ့ market မကတ်ထားတာကိုကျွန်တော်အနေနဲ့တိတိတသားမြင်တွေ့ခဲ့ရတယ်ဒါနောက်ပြီးသွားပြီဆိုနောက်တစ်ချက်ကပါလဲဆို Gabriel Magalhaes အနေနဲ့ကလည်း ဒါအရင်တုန်းကဆိုလို့ရှိရင်လူအုပ်တွေကြားထဲမှာသူ့အနေနဲ့ဟိုဘယ်လိုပြောမလဲတန်းနဲ့နေရာယူတက်တဲ့ကစားသမားဖြစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာထူးထူးခြားခြားပဲသူ့အနေနဲ့ဒါလူအုပ်နဲ့ခက်ကင်းကင်းနေတယ်ဒါဘယ်လိုပြောမလဲအနောက်တန်းကစားသမားပြီးပြီးသူ့ကိုတတိမထားမိအောင်သူ့အနေနဲ့နေတာကိုဒါဒီ free kick မကန်ငယ်မှာကြောက်နေတယ်တတိထားမိတယ် right time ပဲဗျကျွန်တော်တို့ Declan Rice ရဲ့ဖြတ်တင်ဘောကလည်းတော်တော်လေးကိုကောင်းတယ်။သူ့ရဲ့ delivery လုံးတော်တော်လေးကိုလှတယ်ဗျ။ဒါလုံးဝ wide wide ပြီးတော့ကြာလာတဲ့လုံးကိုဒါဟိုမကန်ခင်ပေါ့လေဒါ Gabriel Magahe အနေနဲ့ခြေလှမ်းလေးခိုးပြီးတော့လူအုပ်ကြားတဲ့ကိုဝင်လာတယ်။ဒါကို Atletico Madrid နောက်တန်းကစားသမားတွေတတိမထားမိပဲနဲ့ဒါဘောလုံးကြမဲ့နေရာကိုအစင်တင့်မဲ့ ဒါကာဗီမကာဟီကပြေးထွက်ပြီးတော့ဒါကောင်းတိုက်ချက်ကလည်းတော်တော်ကောင်းတဲ့ကောင်းတိုက်ချက်နဲ့ဒါအာဆင်နယ်သင်းရဲ့ပထမအဦးဆုံးဦးဆောင်ဂိုးကိုဒါကာဗီမကာဟီကတွင်းယူပေးခဲ့တယ်ဒီနေရာမှာအမားလှုပ်လိုက်တာကအတလက်တီကိုမက်ထရစ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်အတလက်တီကိုမက်ထရစ်ကစားသမားတွေအနေနဲ့ကောနဲ့အာဆင်နယ်အသင်းဒီလိုမျိုးကောင်းနေဆိုတာကိုဒီဝေဘလိုဝေဘသုံးသက်လူတွေဆိုပြောနေကြတယ်ဗျာဒါအာဆင်နယ်အသင်းကဒါဘောလုံးလောကမှာဟိုကျွန်တော်ဒီဘောလုံးလောကမှာဆိုလို့ရှိရင် ဒါတောက်ကန်ဘောကနေဆက်စပီကနေအကောင်းဆုံးဂိုးယူနိုင်တဲ့ဒါအတင်းတင်းဖြစ်တယ်ဆိုပြီးတော့ပြောနေကြတာနေရှိတယ်ဒါကိုအတလတီကိုမက်ထရစ်ကစားသမားတွေရောဒါအတလတီကိုမက်ထရစ်ရဲ့ဟိုနီးပြကိုတိုင်ရော တီတီရဲ့နဲ့ပဲလှုပ်ပေးခဲ့တာလားဒါသူတို့အနေနဲ့ပဲဟိုဘယ်လိုပြောမလဲပွဲထဲမှာပဲအာယုံစူးဆိုင်မှုအားနေခဲ့တာလားဆိုတော့ဒါသူတို့အနေနဲ့ပဲတိလိုက်မယ်ဒီပွဲစဉ်မှာအထူးအခြားဆုံးကတော့ကာပီရဲ့မကာဟေးကအဲ့လိုမျိုးလွတ်ထွက်နေတာကအာဆင်နယ်အသင်းကိုအကောင်းဆုံးကယ်တင်လိုက်တဲ့ပထမဦးဆုံးဦးဆောင်ဂိုးကိုရရှိခဲ့တယ်ဒါဒုတိယမြောက်ဂိုးကလည်းဒါရှင်းပါတယ်မီကေအာဒေတာရဲ့ရွေးချယ်မှုမှန်ကန်လို့လို့ပဲကျွန်တော်အနေနဲ့ပြောခြင်းတယ်ဒါ ဒီကိုကို assist လုပ်သွားတဲ့ကစားသမားက Mike Lewis Kelly Mike Lewis Kelly က Mike Lewis Kelly ကဘယ်လိုကစားသမားမျိုးလဲဆိုတော့သူကဘယ်ချမ်းခံစစ်ကစားသမားပဲချန်ကန်စီကစားသမားကို has speed တွေကြားတဲ့ကိုဝင်ဝင်ပြီးဆော့ခိုင်းတာကလွဲရင်ဒါ Mike Lewis Kelly ကိုတိတ်ပြီး overload လုပ်ခိုင်းတာမျိုးတွေဒါကျွန်တော်တို့ဒုတိယပိုင်းမှာမတွေ့ဘူးဒါပေမဲ့ has speed တဲ့ကိုတော့သူ့အနေနဲ့တိတိတတဒုတိယပိုင်းမှာတော်တော်လေးဝင်ကစားလာတာကိုကျွန်တော်နေမြင်တွေ့ခဲ့ရပြီးတော့ ဒါ has pay ကနေပဲသူ့အနေနဲ့ဒါဘောလုံးလက်ခံပုံရောဘောလုံးဆွဲသွားပုံရောဘောလုံးထိုးပေးပုံရောကအပြစ်ပြောစရာတခုမှမရှိလောက်အောင်ကိုပြေစုံတာဖြစ်တဲ့အတော့ဒါဟိုဘယ်လိုပြောမလဲ Martinelli အနေနဲ့ကလည်းလုံးဝအပြစ်ကင်းစင်လွန်းတဲ့ဒါကန့်သွင်းချက်နဲ့ဟိုကိုရရှိအောင်ဒုတိယမြောက်ကိုကိုစွမ်းဆောင်ခဲ့တယ်လို့ကျွန်အနေနဲ့မြင်မိတယ် ကျွန်တော်မြင်လိုက်တဲ့ထူးခြားချက်တစ်ခုကဘာလဲဆိုတော့အဲ့နေရာမှာဒါ Milo Scaley ကဒါ has page ဂျားတဲ့ကိုတိုးဝင်နေနေရာမှာတော်တော်လေးကိုဟိုဘယ်လိုပြောရမလဲဟိုအလဲကိုတော်တော်လေးရောက်တဲ့နေရာအထိကိုသူ့အနေနဲ့တိုးဝင်ခဲ့တယ် ်ဒီလိုတိုးဝင်မှုကပဲသူ့ကိုဘောလုံးလက်ခံတဲ့နေရာမှာဟိုဘယ်လိုပြောမလဲ space ကြဲကြဲဝုန်းဝုန်းရသွားစေတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါသူ့ကိုကတ်ထားတဲ့ကစားသမားတယောက်ကဒါဘယ်လိုပြောမလဲ Milowis Kelly ကပထမဆုံးပြီးဘောလုံးလက်မခံခင်နေရသူက position နှစ်ခုလောက်ကိုရွေးချယ်ထားပြီးသားနောက်ကိုလှည့်ပြေးမလားဒါတနည်းအားဖြင့်အရှိတ်ဝယ်ဘောလုံးဟိုထုတ်ပြီးတော့ပြေးမလားဆိုတဲ့ဟိုရွေးချယ်မှုနှစ်ခုကိုဒါရွေးချယ်ထားတဲ့ပုံစံนี่ကျွန်တော်တို့တွေမြင်တွေ့ခဲ့ရတယ်ဒါကလည်းသူ့အတွက်ရွေးချယ်ကောင်းရွေးချယ်မှုကောင်းတစ်ခုဒါဖြစ်သွားတယ်ပေါ့လေဒါသူ့အနေနဲ့ဘောလုံးလက်ခံလိုက်တဲ့အချိ န်မှာဒါသူ့ကိုလာကတ်တဲ့ကစားသမားကသူ့နောက်ကိုတစ်ချက်ရိမ့်လိုက်တဲ့အချိန်မှာပဲသူကဘောလုံးနဲ့တခါတယ်ဒါအလဲကနေတောက်လျှောက်ဆွဲပြေးသွားတယ်သူ့ရဲ့ဆွဲပြေးပုံနဲ့သူ့ဘောလုံး recover လုပ်ပုံတွေကဟိုဘယ်လိုပြောရမလဲပြိုင်ဘက်ကစားသမားတွေဒါအကြံပန်းဝင်ပြီးတော့ဖြတ်လူမယ်ဆိုရင်တော့မှဒါဖောင်းရသွားနိုင်တဲ့နေသားမျိုးဒါနောက်ပြီးသွားပြီဆိုလို့ရှိရင်သူ့အနေနဲ့ဘောလုံးလာလို့တဲ့ကစားသမားကိုဘောလုံးနဲ့ ပြိုင်ဘက်ကစားသမားကြားထဲမှာသူတယောက်လုံးကြီးခံရဖြစ်တဲ့တော့ဟိုချမ်ပီယံဖြတ်လို့မယ်ဆိုရင်တော့ဖောင်းရမယ်တော်ယွန်တိုင်ယွန်ဖစ်စကယ်အားလုံးနဲ့ကတော့ဒါမိုက်လူးစ်ကယ်လီကိုသွားလူးလို့မရဘူးဆိုတဲ့ပုံစံမျိုးမှာရှိတယ်မိုက်လူးစ်ကယ်လီကအသက်ငယ်တာလဲပါတယ်လို့ဒါသူ့အနေနဲ့ဒါဖစ်စကယ်လည်းရန်ဟိုဘယ်လိုပြောလဲတောင်းတဲ့ကစားသမားတွေမှာပါတယ်ပေါ့လေအဲ့ဒီလိုမျိုးဆွဲပြေးပုံတွေကအစပေါ်ဒါအခုဆိုလို့ရှိရင်မိုက်လူးစ်ကယ်လီကဒါအရန်ကုန်ကထလာတာဖြစ်တည်တိုင်အောင်သူ့အနေနဲ့သူ့ ဟိုဘယ်လိုပြောမလဲပွဲထွက်ခွင့်ရတဲ့အချိန်မှာအကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနေဖြစ်တဲ့အတွက်ဒါမီခေအာတီတာအနေနဲ့လဲဒါဟိုတစ်ဖက်ကရှိတဲ့ဒါရီကာဒိုကာလာဖီယိုရီနဲ့ဒါမိုင်လွတ်စကယ်လီနှစ်ယောက်ကြားထဲမှာဗျာများမယ်ဆိုတော့ကျွန်တော်တို့ဒါလုံးဝခံမမ်းမိတယ်ဗျာဒါပြီးသွားပြီဆိုလို့ရှင်ရင်ဒါဟိုဂိုးကန်တွင်းသွားခဲ့တဲ့မာတင်နယ်လီပဲလीမာတင်နယ်လီအနေနဲ့ကလဲဒါရန်ကုန်ကထထလာပြီးတော့မှအသင်းကိုဒါဒီရဒီမှာကဲကဲတင်ခဲ့တဲ့အလုံးကြီးရှိတယ်ဒါဒီနေ့ပွဲစဉ်မှာတော့သူ့အနေနဲ့ပွဲထွက်ခွင့်ရခဲ့တယ် ဲ့ဝရဝင်ရခဲ့တဲ့ပုံစံအနေထားတစ်ခုမှာဒါဘယ်လိုပြောရမလဲအကောင်းဆုံးခြေစွမ်းပြသွားတယ်သူ cash သွားတဲ့ပုံစံကတော်တော်လေးကိုကောင်းတယ်ဗျကိုသမားလက်နဲ့ထိသွားတာတော့ဘောလုံးကဘလုံးကမနေပဲကိုရဲဒါလိုက်သွားတယ်တော်တော်ကောင်းတယ်လို့ဒါဘာဖြစ်ဖြစ်သူ့ကိုလည်းကျွန်တော်တို့ appreciate လုပ်ရမယ်ဒါနောက်ပြီးသွားပြီဆိုရင်နောက်ထပ်ထူးခြားချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တွေကိုပွဲတိတိเนาะဒါ gain ဒါပွဲစဉ်ကိုပွဲတိတိကိုဒါဘိုးပေါက်ပျောက်နေခဲ့တဲ့ကစားသမားဖြစ်တဲ့ ဒါ Vitiogras ပေါ့လေ Vitiogras အနေနဲ့ဒီပွဲစဉ်မှာနှစ်ဂိုးအထိရခဲ့တယ်ဒါသူ့ရဲ့ပုံမှန်လုံရုပ်လုံစဉ်အတိုင်းပဲ ဒါသူလုတ်သွားခဲ့တယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်။ဒါပြောရဆိုလို့ရှိရင်ဟိုဘယ်လိုမှ Fitter Yogres အနေနဲ့ဒီရာဒီကျွန်တော်တို့အာဆင်နယ်ကိုရောက်လာတဲ့အချိန်မှာသူအနေနဲ့တိတတပြောင်းလဲခဲ့တဲ့အချက်တစ်ချက်ရှိတယ်။ဒါတချို့တွေဆိုပြောနေကြတယ်။ဒါအာဆင်နယ်ကိုရောက်လာတဲ့ Fitter Yogres ကဒါသူတို့အရင်ကတိတဲ့ Fitter Yogres မဟုတ်ဘူးဆိုတဲ့ဒါဘယ်လိုပြောရမလဲထင်ကြီးပေးမှုတွေလည်းများစွာရထားတယ်။ခုဆိုလို့ရှိရင်ပေါ့လေ။ဒါ video graphics ကအရင်တော့ဆိုလို့ရှိရင် vault ထဲမှာဟို physical အကောင်းကောင်းနဲ့ဒါ အတကြီးကြီးပေါ့လေဒါသူဂိုးသွင်းရဖို့အတွက်ပဲသူတိတဲ့ဒါပြောရမလို့ပေါက်ထဲမှာဂိုးပဲထိုင်သွင်းပေးနေတဲ့ဒါကစားသမားမျိုးဒါအခုဆိုလို့ရှိရင်အာဆင်နယ်အသင်းကိုရောက်လာတဲ့အချိန်မှာတပွဲတက်တပွဲဒါသူ့အနေနဲ့သူစီကနေကြောင်တိုးတက်လာတဲ့အရေးအမွေးတွေတွေ့ရတယ်။ဒါဘာလို့လဲဆိုလို့ရှိရင် Victor Yogres အနေနဲ့ဂိုးရရင်တော့ဒါအကောင်းဆုံးပေါ့ဗောလေ။ဒါပေမဲ့ဂိုးမရတဲ့ပွဲစဉ်တွေမှာတောင်သူ့ကိုကျွန်တော်တို့တွေကဟိုဘယ်လိုပြောရမလဲ။ ်ဟို FPC လောက်ကလောက်တဲ့အထိကိုသူ့အနေနဲ့အသင်းကိုစွမ်းဆောင်ပေးနေတာကိုကျွန်တော်တွေမြင်တွေ့ခဲ့ရတယ်ဒါပြောရဆိုလို့ရှိရင်သူ့အနေနဲ့ပုံမှန်ကစားနေကြထက်ဒါ holder play တွေလောက်လာတဲ့ pickup play တွေလောက်လာတဲ့ပြဘယ်ရောညာနှစ်ဖက်လုံးဝနေပြီးတော့ဒါပြိုင်ဘက်ကစားသမားတွေနောက်တန်းကိုဒါလုံးဝအလုရှုပ်အောင်လုပ်ပေးနိုင်တာက ကျွန်တော်တို့တောင်ပိုင်းဒီမှာရှိတဲ့ကစားသမားတွေကိုဒါပို့ပြီးတော့နေရာလွတ်တွေရစေခဲ့တာဒါကြောင့်မို့လဲသူဒီနေ့ပွဲစဉ်မှာတော့ဘယ်လိုပြောရမလဲဂိုးတွေပါရတဲ့အထီကိုဒါအချို့ပေါ်တကာလောင်းတဲ့အနေထားတစ်ခုထိကိုသူ့အနေနဲ့ဖြစ်ခဲ့တာ တော်တော်လေးကိုဟိုဘယ်လိုပြောရမလဲ video progress အနေနဲ့တော်တော်လေးကိုကောင်းတယ်ဒီနေ့ပွဲစဉ်ရဲ့ဒါအကောင်းဆုံးကစားသမားစုနယ်တကယ်ကိုထိုက်တယ်နေဒါပြောရဆိုလို့ရှိရင်နောက်ထပ်ထူးထူးချက်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 ရှိတာကဘာလဲဆိုတော့ဒါကျွန်တော်ရဲ့ video တွေကိုကြည့်ဦးတဲ့ညီကိုတွေဆိုသိလိမ့်မယ်ကျွန်တော်ရှေ့ရ video တွေမှာတင်ထားတယ်ဖူဟန်ပွဲစဉ်ပြီးွားတဲ့အချိန်မှာ ကျွန်တော်တို့အာဆင်နယ်တင်းကအဓိကကစားသမားတွေကိုဘာကြောင့်အနာမပေးခဲ့တာလဲဆိုတဲ့ပုံမှာကျွန်တော် caption တစ်ခုရေးထားတယ်ဒါကပါလဲဆိုတော့ဒါ Mike Arteta အနေနဲ့ဘာတွေကြံစီနေလဲဆိုတဲ့ပုံစံမဟုတ်လေဒါ Mike Arteta ဘာတွေကြံစီနေလဲဒီနေ့ပွဲစဉ်မှာသူဘာတွေကြံစီထားလဲဆိုတော့ကျွန်တော်တို့ဒီညဝါထင်ထင်မြင်တွေ့ခဲ့ရတယ်ဘာလဲဆိုတော့အာဆင်နယ်ကဒါအရင်တုန်းကကျွန်တော်တို့သိတဲ့အာဆင်နယ်ထက်ဒါ2.0အာဆင်နယ်ဖြစ်လာပြီဆိုတာကိုဒါကျွန်တော်တို့တွေလက်ခံရမယ့်အခြေအမူရောက်ပြီလို့ကျွန်တော်အနေနဲ့ထင်တယ်ဒါအခြေ င်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့တက်ဟိုဘယ်လိုပြောမလဲ old school ကြီးတွေပေါ့လေဒါဘောလုံးပွဲကြီးခဲ့ပွဲ old school ကြီးတွေပြောတယ် Arsenal က2.0ဖြစ်နေပြီလား2.0ဖြစ်သွားပြီလားဆိုတဲ့နေမှာကျွန်တော်အနေနဲ့နားမလည်နိုင်ဘူးဒီနေ့အပြင်ကျွန်တော်ညံရေမမီဘူးပေါ့ဗျာအဲ့လိုပဲသုံးရမှာပေါ့ကျွန်တော်တို့လိုက်မမီခဲ့ဘူးဒါပေမဲ့ဒီအချိန်မှာတော့ Arsenal က2.0ဖြစ်သွားပြီလားဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့လေ့လာခဲ့ရတဲ့လောက်ကျွန်တော်သိခဲ့ရတဲ့လောက်ကတော့2.0ဆိုတာကကျွန်တော်တို့တွေစင်ကဲပြောင်းလဲမှုတနည်းအားဖြင့်နောက်တစ်ဆင့်တက်သွားမှုကိုဒါဆိုလိုတယ်ဆိုတဲ့အဓိပ္ပာယ်တွေကျွန်တော်တို့တွေးခဲ့ရတယ် ဒါအာဆင်နယ်ကတကယ်ပဲ2.0ဖြစ်သွားပြီလားမီကေအာတီတာရဲ့ထူးခြားချက်တွေမှာဒီနေ့ပွဲစဉ်ကဒါမီကေအာတီတာ2.0ဖြစ်သွားပြီဆိုတဲ့လက္ခဏာတွေကျွန်တော်တို့မြင်တွေ့ခဲ့ရတယ် ဒါတော့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့အတလက်တီကိုမက်ထရစ်ပွဲစဉ်တွေကျွန်တော်တိထားရသလောက်ကျွန်တော် တွေ့ခဲ့ရသလောက်ထူးထူးခြားခြားအချက်ကလေးတွေဖြစ်ပြီးတော့ဒါကျွန်တော်တို့အာဆင်နယ်ကတော့အခုဆိုလို့ရှိရင်ဒါပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းဒါအဆင့်1မှာရပ်တည်နေပြီးတော့ဒုတိယကမန်စီးတီးကို3မှတ်တိဖျက်ထားနိုင်ခဲ့ပြီးဒါကျွန်တော်တို့ချန်ပီယံလိမှာဆိုလို့ရှိရင်လည်း3ပွဲကစား3ပွဲနိုင်ပေးကိုမရှိသေးဘဲနဲ့ဒါအဆင့်3နေရာမှာရပ်တည်နေတဲ့ ကျွန်တော်အာဆင်နယ်တင်ဒီယာဒီမှာဘလို့ဆူဖလားတွေကိုမျောမှန်းခွင့်ရှိပြီလို့ထင်လဲကြော့ညီကိုတွေကောမန့်မှာဝင်အောင်မှတ်ချက် ပေးသွားလို့ရပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအရင်ရှည်သွားပါလဲကြောက်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးဒီမှာပဲရည်နာကြင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်